ဒီမှာဒီမူဝါဒတစ်ခုလုံးမှာအရေးကြီးတဲ့အချက်ပေါ့မူဝါဒတစ်ခုလုံးကိုလွန်လွှမ်းခြုံနေတဲ့အချက်အခြေခံမူဝါဒအခြေခံမူဝါဒ၃၃ချက်ရှိတယ်အဲ့ဒါကဘာလဲဆိုတော့ပညာရေးကိုလူခွင့်ရချစ်ကတ်တယ်နံပါတ်၁ဆိုတော့အရင်ကျွန်တော်တို့စေအစိုးရရဲ့လက်ထက်မှာပညာရေးက လူခွင့်ရအနေနဲ့သတ်မှတ်ခဲ့တာမဟုတ်ဘူးအုပ်ချုပ်တဲ့အစိုးရကအဲသူတို့လိုအပ်တယ်လို့ပညာရေးကိုပြတ်ထန်းတာအစိုးရရဲ့လိုအပ်ချက်အတိုင်းပြတ်ထန်းတာ ခုဒီ Federal Democracy ပညာရေးမူဝါဒကပညာရေးကလူတိုင်းရဲ့အခွင့်အရေးဖြစ်တယ်ဆိုတော့ဒီအခြေခံမူပေါ်မှာယက်တည်တယ်ပညာရေးကလူတိုင်းရဲ့အခွင့်အရေးဖြစ်တယ်အဲ့ဒီအခွင့်အရေးကိုအုပ်ချုပ်တဲ့အစိုးရကဖြည့်ဆည်းပေးရတယ်ပြောင်းပြန်ဖြစ်သွားတယ်စီအစိုးရနဲ့စီအစိုးရကအုပ်ချုပ်တဲ့အစိုးရကတတ်မှတ်တဲ့နောက်ကိုဒါအကြောင်းသူအကြောင်းသားတွေဆရာတွေရဲ့လိုက်ရတယ်ဒီအခု Federal Democracy ပညာရေးမူဝါဒကဒီအကြောင်းသူအကြောင်းသားတွေရဲ့လိုအပ်ချက်အကြောင်းသူအကြောင်းသားတွေရဲ့အခွင့်အရေးဖြစ်တယ် သင်ယူသူတွေရဲ့ခွင့်ရဖြစ်တယ်အဲ့ဒီခွင့်ရကိုအုပ်ချုပ်တဲ့သူကဖြည့်ဆွန်းပေးရမယ်ဒါပထမအရေးကြီးတဲ့အခြေခံမူဝါဒဒုတိယအခြေခံမူဝါဒကကျွန်တော်တို့နိုင်ငံကတိုင်းရင်းသားလူမျိုးတွေစုပေါင်းနေထိုင်တဲ့နိုင်ငံဖြစ်တယ်လေတိုင်းရင်းသားလူမျိုးတွေကကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိရမယ်နိုင်ငံရေးဆိုင်ရာကိုယ်ပိုင်ပြဋ္ဌာန်းခွင့်လိုအပ်တယ်လို့ပညာရေးဆိုင်ရာကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိရမယ်ဒီမူဝါဒရဲ့ဒုတိယအခြေခံနဲ့အချက်ကတိုင်းရင်းသားလူမျိုးများရဲ့ပညာရေးဆိုင်ရာကိုယ်ပိုင်ပြဋ္ဌာန်းခွင့် တတိယချက်ကကျွန်တော်တို့ Federal Democracy ပညာရေးကိုအကောင့်ထဲပေါ်တဲ့အခါမှာ Democracy စံနှုန်းနေနဲ့ကိုက်ညီရမယ်။ပညာရေးဆိုင်ရာကိစ္စတွေမှာအဆုံးဖြတ်ပြုတဲ့အခါမှာ Democracy နည်းလမ်းတကျဆုံးဖြတ်ရမယ်။ပညာရေးဆိုင်ရာအဖွဲ့အစည်းတွေဖွဲ့စည်းတဲ့အခါမှာ Democracy နည်းလမ်းတကျဖွဲ့စည်းတဲ့အဖွဲ့အစည်းတွေဖြစ်ရမယ်။ဒီအခြေခံမူ၃ချက်ကဘူဝါဒတလျှောက်လုံးမှာပါဝင်နေတဲ့အချက်တွေပဲ။ဒါဒီဘူဝါဒမှာအရေးကြီးဆုံးချက်ကဒီအခြေခံဘူဝါဒတွေဖြစ်ပါ